ြူတင်တဲ့စိုးမောင်တို့နှစ်ယောက်ကအချိန်ကြာရင်အာဝါဟဝိဝါဟလောက်ကြမယ်ဆိုပြီးရည်ရွယ်ထားကြတဲ့ရှစ်သူနှစ်ယောက်ပဲဖြစ်ပါတယ်အတော်လေးကိုလည်းတယောက်နဲ့တယောက်ချစ်ခင်ကြတာပေါ့ ဒါပေမဲ့အချိန်ဒီရဲ့ခွဲခွာခြင်းကံကြမ္မာကသူတို့နှစ်ယောက်ရဲ့ကြားထဲမှာဝင်ရောက်နှောက်ယှက်ခဲ့ပါတယ်။ချစ်သူရီစာတတန်းကကြာမြင့်လာတဲ့အခါမှာတော့အယမ်းရှိပါတယ်ဆိုတဲ့သူတို့နှစ်ယောက်လည်းသွေးအေးစားပြုလို့လာခဲ့ပါပြီ။ဆက်ဆံရေးတစ်ခုမှပြတ်တောက်သွားဖို့ဆိုရင်တစ်ဖက်ကမရှိတော့ဘူးပဲလို့ပါရီ။ပြိုင်သူပြတ်တဲ့ဖနဲဆိုတာရှိမှမရှိတာဗျာ။ တချိန်လုံးကသူ့အိမ်ကိုသွားကို့အိမ်သူသွားလုံနေကြတဲ့သူတို့နေအောင်အခုအချိန်မှာတော့ကို့အိမ်သူမလားသူ့အိမ်ကိုမလားဖြစ်လာတဲ့အခါမှာတော့ဖြူတင်းဟာရင်းနှဲဟာတတာဖြစ်လို့လာခဲ့ပါတယ်။တနေ့၃ချိန်လာစားတဲ့တဲ့စိုးမောင်တယောက်ဖြူတင်းအိမ်ကိုရောက်မလာတာရက်ပေါင်းအတော်ကြာလာတော့ဖြူတင်းလည်းမနေနိုင်မထိုင်နိုင်ဖြစ်ကစိုးမောင်ရဲ့အိမ်ကိုလိုက်သွားခဲ့ရပါတယ်။လမ်းတစ်လျှောက်လုံးမှာလည်းဖြူတင်းရဲ့စိတ်တွေကလေးလံလို့နေခဲ့တော့တာပေါ့။အင်ကိုရောက်တဲ့အခါမှာတော့ဖြူတင်းကလမ်းအော်ခေါ်ခဲ့လိုက်ပါ ರಿ ။ကိုစော ိုစိုးအိမ်ထဲမှာရှိလားအိမ်ထဲကနေဘလုတ်တုတ်အတန်တွေကြားနေခဲ့ရပါတယ်ဖြူတင်လဲမတင်ခါတာနဲ့အိမ်ဘောကိုတက်ကြည့်ခဲ့လိုက်တော့တာပေါ့တကားအနာမှာဖနှက်နေရန်တွေ့တာကြောင့်ဖြူတင်ရဲ့တန်တရားစိတ်တွေကပုံမို့ပြီးတော့ကြီးထွားလို့သွားခဲ့ပါတယ်အဲဒါကြောင့်တကားမကိုဖြည်းဖြည်းကလေးဖွင့်ကလိုက်ပြီးဟနေတဲ့နေရာကနေကိုဆိုးရဲ့အိမ်ခန်းလေးကိုရှောင်ကြည့်ခဲ့လိုက်ကြတာပေါ့မြင်လိုက်ရတဲ့မြင်ကွင်းဟာဖြူတင်ရဲ့ရင်ဝါကိုခြေထောက်နဲ့စောင့်ကန်လိုက်တယ်လို့ပြောနာကျင်စီခဲ့ပါရီ ကိုစိုးကပလက်လန်အနေထားကြီးနဲ့ဖြစ်လို့နေတာပေါ့သူရဲ့အပေါ်မှာတော့ကာယခွာထားတဲ့အမျိုးသမီးတယောက်ကရှိလို့နေခဲ့ပါရဲ့ရေရသားသားမြင်းနဲ့အတိုင်းပြောရရင်တော့သူတို့နှစ်ယောက်စလုံးကတော့ဖင်တုံးလုံးကြီးပါပဲဖြူတင်ရဲ့ယတနာတခြားအမျိုးသမီးတယောက်ရဲ့လက်ထဲကိုရောက်နေတာကြောင့်ဖြူတင်တယောက်အတော်လေးကိုစိတ်တူသွားပြီးမယ်လူဆိုရာ respect တော့ရှိရမယ်မဟုတ်လားဗျာမျက်လုံးကိုမိတ်အမြင်မှားတာပါလို့တွေးရင်တကားကိုပြင်းချင်းစွာပြန်ပိတ်ခလိုက်ပါရဲ့ ပြည်နောက်မှာတော့တကားမကိုဖြူတင်တရားလက်နဲ့တုံးချက်ခောက်ခဲ့ပါရီခောင်းနေတဲ့လက်တွေရောင်ကိုင်းလာခဲ့ပေမဲ့လို့လည်းအထဲကကိုဆူတို့ကတော့ကတင်အထက်မှာဟီဟီဟာဟာလုံနေသေးပဲပေါ့ဘာတုံပြန်မှုမှမရတဲ့နောက်ဆုံးမှာတော့ဖြူတင်တရားငိုကြီးချက်မှနဲ့အတန်တွေကကရုံကရင်ဖြစ်လို့လာခဲ့ပါပြီမြဝန်းစွာမှာတွဲလဲခုန်နေတဲ့မျက်ရည်စားတွေကလည်းပားပြင်ထက်ကိုယိုစီးကြလုံနေခဲ့ပြီပေါ့ကိုဆိုထွက်လာခဲ့ပါတော့ညီမတို့ဆွေးနွေးစရာတွေရှိရဲ့ပြောစရာတွေရှိရဲ့ကိုဆို အမြန်ထွက်လာခဲ့စမ်းပါရေရေလောင်လောင်အော်ခင်းနေတဲ့ဖြူတင်ရဲ့အတန်းကြောင့်ကိုစိုးလဲကြပြကြရနဲ့ကရင်ဘော်ကနေအောက်ကိုဆင်းလာခဲ့ပါရီပေါ်တင်ကြည့်ပါပဲတကားဖွင့်လိုက်ပြီဆိုတာနဲ့စိုးမောင်ရောသူ့ရဲ့ဘေးနားမှာရှိတဲ့အမျိုးသမီးပါမတ်တက်ရဲ့ကြည့်ရှိလို့နေခဲ့တော့တာပေါ့ဖြူတင်ခမလေးအတော်လေးကိုဝန်းနေလို့သွားခဲ့ရပါရီဖြူတင်နေပါလို့အိမ်တကားကိုအကျဲကြီးခေါက်နေရတာလေဟာစိန်ပြက်လိုက်တာဟဲ့ဖြူတင်ဆိုရဲကောင်မခွင့်ပြုချက်မရှိပဲ ူများအဲ့ကိုဝင်ကျင်တိုင်းဝင်ပြီးဘာလို့တကားကိုအတင်းလာခောက်နေရလဲအဆက်တရားလေးရှိစမ်းမအောင်ဟဲ့တခိုးကလူပြန်ဟင်းနေတဲ့အတွက်ဖြူတင်တရားဒေါသထွက်သွားခဲ့ရပါတယ်။နင်၊နင်ကဘာတူလဲ။ကိုဆိုဒီမိမကဘာတူလဲ။ငါတော့နင်နေမကောင်းမှုထင်လို့အိမ်ဝင်လာကြည့်တာ။လက်စားသက်တော့မိမတယောက်နဲ့နင်ကပျော်ပါးနေရပဲ။အောက်တန်းကြားလိုက်တာကိုဆိုရဲ့။ ငါဘသူလဲမေးရမှာမဟုတ်ဘူးနင်ဘသူလဲလို့ညောင်အရင်မေးရမှာဟဲ့ငါကိုကိုရဲ့မိန်းမငါယောက်ျားနဲ့ငါအတူနေတာဘာဖြစ်လို့လဲနင်ဘာရီလာပြောနေရလဲဟဲ့ဟမ်ယောက်ျားဟုတ်လားကိုစိုးဒီမိန်းမပြောတာအမှန်တကယ်ပဲလားဒီမိန်းမကကိုစိုးရဲ့ဇနီးလားဟုတ်လားလို့ဖြေပါအောင်ကိုစိုးရဲ့ဒီမိန်းမကကိုစိုးရဲ့မိန်းမလားနင်ငါ့ကိုတကယ်ရက်ဆက်နိုင်တာပဲနင်တကယ်ရောက်မာတယ် နန်းရွယ်ကငါမိမဖြစ်နေပြီငါရဲ့တရားဝင်ဇနီးမယားဖြစ်သူ့ကိုတတ်မှတ်လိုက်ပြီဟဲ့ဒီကဘာတွေကြိုကြွနေတာလဲထွက်သွားစမ်းမြေဖြူတင်လဲစိုးမောင်ကိုလက်ညှိုးကောက်ကောက်ထိုးပြီးအော်ဟစ်ပြောဆိုခဲ့ပါတော့ရေရင်ထဲမှာတော့အတဲနှလုံးဟာဟတ်တက်ကွဲလုံးနေခဲ့ပြီးဒေါသသွေးတွေပလောင်ဆူနေခဲ့တဲ့အချိန်ပေါ့ဗျာဖြူတင်ကရရရကြားနေခဲ့ပေမဲ့လို့လဲတစ်ဖက်ကနန်းရွယ်ဆိုတဲ့အမျိုးသမီးကတော့ဖြူတင်ကိုကြည့်ပြီးပြုံးပြုံးကြီးလုံးနေခဲ့ပါတယ် နိုင်ရတရာဘာပဲဆိုနေနေစိုးမောင်ကတော့ခေါင်းငိမ့်ပြီးအားလုံးကိုလက်ခံသဘောတူနေခဲ့တဲ့အတွက်ဖြူတင်းရဲ့ရင်ထဲပိုလို့တော်နာကျင်နေခဲ့ပါရဲ့ဖြူတင်းဆိုတဲ့ကောင်မငါအိမ်ရနေအမြန်ထွက်သွားလိုက်တော့ငါကိုကိုနဲ့ပျော်ပါးစရာကိစ္စတွေရှိသေးတယ်ငါတို့အပျော်ရင်းအပြက်အဖြစ်မခံနိုင်ဘူး ဖြူတင်လဲထက်ပြီးနားမထောင်နိုင်တော့ပါဘူးသူတို့နေရာကိုကြောခိုင်းပြီးအိမ်ကိုပဲဒုံဆိုင်ပြေးသွားခဲ့ရပါတယ်သူမရဲ့ရှီလန်တွေကအိမ်ကိုဥတီနေတဲ့ဆိုပေမဲ့လို့လဲစိတ်အာယုံကတော့စိုးမောင်စီမှာပဲကြံရှိလို့နေခဲ့တာပေါ့ဖောက်ပြန်ခံရတဲ့အကြောင်းအရာတွေဟာဖြူတင်ရဲ့စိတ်အာယုံထဲမှာအတော်လေးကိုညစ်သေးလာခဲ့ပါတယ်တရတော့ဘလုံးမထင်းချုံမရနိုင်တော့တဲ့အစုံငယ်တငယ်ချင်းဖြစ်တဲ့တူအောင်ကိုပြောခဲ့ရတော့တာပေါ့ ိုးအောင်ဖြူတင်စိုးမောင်တို့သုံးယောက်ဆိုတာကလည်းငငယ်လေးတွေကတူတူကြီးပြင်းလာခဲ့ကြတဲ့သူတွေပါတယောက်ချောင်းကိုတယောက်ကတီးတဲ့အတွက်ရင်ဖွင့်ဖို့ရင်ဖွင့်ဖက်တွေလည်းဖြစ်ကြတာပေါ့ဗျာတူအောင်ကိုစိုးမောင်တယောက်ဖောက်ပြန်သွားတယ်ဆိုတဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာတော့တူအောင်လည်းအတော်လေးကိုအံ့ဩသွားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့စိုးမောင်ကအဲ့ဒီလိုလူစားမျိုးမဟုတ်မှန်းသိနေခဲ့လို့ပါပဲ။ဒါကြောင့်တခုခုတော့မှားနေပြီလို့တူအောင်တယောက်ထင်ခဲ့မိလိုက်တာပေါ့။အာ ဟုတ်လို့လားဟာ။နင်ပြောတာတွေကတကယ်ကဟုတ်လို့လားဟာ။ ဟုတ်တယ်အဲ့ဒီမိမနဲ့ငါစကားအခြေတင်များခဲ့ပြီးရန်အောင်ဖြစ်ခဲ့သေးတယ်အဲ့ဒီမိမကကိုစိုးအပေါ်မှာခွပြီးဟာပြောလို့တော့မကောင်းပါဘူးဟဲနောက်နောက်တစ်ခါလေကိုစိုးကအဲ့ဒါသူ့မိမတဲ့ငါ့ကိုအဲ့အတိုင်းကြီးပြောပြီးရရဲ့ဆက်ဆက်အိမ်ပေါ်ကနေနေရှားလိုက်တာငါဘလို့ခံစားရမလဲဆိုတာနေမဲစဉ်းစားကြည့်ပါအောင်တိုးအောင်ရဲအဟမ်းသူ့မှာမိမရှိပြီးသားဟုတ်လား ဒီကောင်ကဘယ်လိုလုပ်မေးမှရှိမှလဲဒီကောင်ကိုအတွင်းသည့်အစင်းသည့်ဒီလိုယုံပါတဲ့အကျင့်မျိုးလည်းမရှိပါဘူးအဲတခုတော့ရှိတယ်အရင်တလောကတခြားဒီသားမှာစည်းရွက်ကြီးတွားရောက်နေဆိုလားပဲအဲ့ဒီမှာတွေ့ပြီးပါလာခဲ့တာလားတော့ငါလည်းမသိပါဘူးဟာငါလည်းမပြောတတ်ဘူးဟာလောလောဆယ်တော့နေအိမ်ထဲမှာပဲနေအောင်သူ့ကောင်ကအကျိုးတင်အကြောင်းတင်မေးကြည့်လိုက်အောင်မယ်ဒီကောင်ကဘာတွေလုပ်နေရတာလဲပေါက်တက်ကြီးอ่ะ ဘလို့တွေးပြီးဘလို့ပြောရမှန်းတော့မသိတော့ဘူးအရန်ရှစ်ပါတယ်ဆိုတော့နင်တို့နှစ်ယောက်လည်းအခုလိုမြင်ရတော့စိတ်မကောင်းဘူးဟာဟေးငါဒီကောင်းတဲ့စကားပြောကြည့်လိုက်အောင်မယ်အချိုးချောင်တိရတာပေါ့အဲဒီလိုရွာမှာပြဿနာတွေဖြစ်နေတဲ့အချိန်ရက်ခါနဲ့မျက်နှာဖုံးကဝေကကိစ္စတစ်ခုကြောင့်ရွာကိုရောက်နေခဲ့တာပဲဖြစ်ပါတယ်တလန်လုံးစကားစာမီပြောသားခဲ့ရာဒီရွာကိုရောက်တဲ့အခါမှာတော့ကြီးခနောက်တောင်ပေါ်ကကမုန်းပွင့်ချောင်းကိုရောက်လို့သွားခဲ့တာပေါ့နောင်ကြီးမသိလို့ကြုတ်တကူမေးုံပဲဗျာ ဂျေကနောက်တောင်ပေါ်ကကမုန်းပွင့်ဆိုတာကဘာဟုတ်ဆိုလိုတာလဲဗျာဂျေကနောက်ရွာကနေဒီကိုလျှောက်လာတာကြောက်အတော်လေးပင်ပန်းနေပြီဗျာမနာခင်ကမုန်းပွင့်အကြောင်းလေးတော့ပြောပြအောင်လေရခါတယောက်ကတော့ဘလောက်ပဲပြောဆိုနေပါသေးမျက်နှာပုံးကဝေကတော့တိတ်ဆိတ်နေသေးပါပဲပြောစရာအဖြစ်မရှိဘူးဆိုရင်လည်းကျွတ်တို့နှစ်ယောက်ဒီရွာမှာခဏလောက်နားကြရအောင်ဗျာအတော်လေးပင်ပန်းနေလို့ပါဗျာနောင်ကြီးကအရင်တစ်ခေါက်ကလည်းနောင်ကြီးတို့စစ်တဲ့စာမိုးပဲကြုတ်ဖြေခဲ့ပြီးပြီးအတော်လေးကိုပင်ပန်းနေတာ အခုလည်းဂျိုးကုံးရွာကိုလာရပြန်ပြီဆိုတော့ကျုပ်ခွန်အားတွေမရှိတော့သလိုခံစားနေရလို့ပါနောင်ကြီးဟာနားကြရအောင်နော်ဒီမရက်ကဂျိုးတို့နှစ်ယောက်ကဒီရွာကိုအလဲကြီးထွက်လာခဲ့တာမဟုတ်ဘူးဒီရွာမှာရှိနေတဲ့တစီမားတကောင်ကိုနှိမ်နှင်းဖို့အတွက်လာတာလေတစီမားကထူးဆန်းနေနာဘူးတစီမားလို့ပြောလို့ရတယ်ယောက်ျားတွေကိုမြူဆွဲပြီးသားမယားအဖြစ်ပြုကျင့်နေတဲ့တစီမားအဲ့ဒီတစီမပြောင်းပြန်ကြီးဖြစ်နေတယ်။ယောက်ျားသားတွေကိုမြူဆွဲပြီးသူကိုယ်တိုင်လိုက်ကျင်နေတာရခါရ ဲ့ဒီတစီမားကိုငါတို့တွေနှိမ်နှင်းမှုဖြစ်မယ်။ရခါနဲ့မျက်နှာဖုံးကဝေတို့စကားတပြောပြောနဲ့လမ်းလျှောက်လာနေခဲ့ပါရဲ့။မျက်နှာရှင်းဆိုင်မှာတော့ဖြူတင်တဲ့ဒူအောင်တို့နှစ်ယောက်ကပိတ်ပြီးရက်လုံးနေခဲ့တော့တာပေါ့။ရခါတို့နှစ်ယောက်ကိုမော်စရာတွေဖြစ်လိမ့်မယ်လို့ထင်နေကြတာပါအထင်နဲ့အမြင်ကလည်းတကယ်တမ်းကွက်တီပါပဲမျက်နှာရှင်းဆိုင်မှာရက်ပြီးရခါတို့ကိုစကားပြောမလို့စောင့်နေတယ်ထင်ပါရဲ့ဗျာရခါတို့နှစ်ယောက်ရဲ့ဝိစားစီရင်ပုံကလည်းတာမန်ရဲ့သားတွေနဲ့လုံးဝမတူဘူးလေ အော်တိုလန်ဒန်သရေနဲ့လှုပ်ထားတဲ့အင်ဂျီအဲ့ဒါကိုရက်ခါတယောက်ကဝစ်စင်ထားပါဗျ။မျက်နှာဖုံးကဝေကတော့ရှီဝါယောင်မျက်နှာဖုံးနဲ့အတော်လေးကိုခံညာတီကြည့်လို့နေကြတာပေါ့။ရက်ခါတို့နှစ်ယောက်ကလည်းသူတို့နှစ်ယောက်ကိုတွေ့တော့လှုပ်ရှားနေတဲ့ရှီလန်းတွေကိုရက်တန်ခင်လိုက်ပြီးသူတို့နှစ်ယောက်နဲ့စကားပြောဖို့အတွက်ကြိုးစားခင်လိုက်ပါဗျ။ခင်ဗျားတို့ကဘယ်သူတွေလဲဗျ။ဘယောကနေနေတဲ့ဆရာတွေလားယင်။ဟုတ်တယ်။ကျုပ်တို့ကဘယောကနေနေတဲ့ဆရာတွေပဲ။ဒီရွာမှာတောင်းကျမ်းနေတဲ့တစီတကောင်ကိုလာပြီးနှိမ်နေတာ။ ဒါနဲ့နောင်ကြီးတို့ကဘာကိစ္စရှိလို့လာမပေးပြီးရက်နေတာလဲမင်းတို့ရွာမှာတရားစီရီပေါ်မရတယ်အေးဒါပေမဲ့ငါရဲ့ဘေးနားမှာရှိနေတဲ့လူကလည်းလူအစ်စ်မဟုတ်ဘူးကွာအဲလက်မသွားနဲ့နော်သူကနတ်ဒီဝါတပါမကောင်းတဲ့မိစ္ဆာတွေကိုနှိမ်နင်းဖို့အတွက်ငါ့ကိုကူညီနေတဲ့နတ်ဒီဝါတပါပဲငါလောက်ကြီးယုံမချောတော့လေမျက်နှာဖုံးကြီးတက်ထားတာပေါ့ကွာ ရခတယောက်ကတော့သူတို့နှစ်ယောက်စိတ်ပေါ့ပါစေဖို့အတွက်ဆက်ဆံတော့နဲ့ပြောဆိုခဲ့လိုက်ပါတယ်။အဲဒီချိန်ဖြူတင်တယောက်ကတော့ငိုတန်ကြီးနဲ့ရခတို့ကိုစတင်ရင်ဖွင့်တော့တာပေါ့။ပယောဂဆရာတွေဆိုတော့လေအတော်ပဲပေါ့ရှင်။ဒီလိုပါကျမမှာအခက်ခဲတွေဖြစ်နေတာ။အခုကျမနဲ့ကျမချစ်သူကမကြခင်လက်ထက်ကြတော့မှာပါ။ဒါပေမဲ့ကျမချစ်သူကောင်းလေးကနောက်မိမနဲ့ဖောက်ပြန်နေတာ။ကျမတို့တွေကငယ်ငယ်လေးတည်းကငယ်တငယ်ချင်းတွေဆိုတော့ သူ့ရဲ့အကြောင်းကိုကောင်းကောင်းသိတယ်။ဘာဖြစ်လို့ကောက်ခံခင်ကမိမတယောက်နဲ့ဖောက်ပြန်နေရလဲဆိုတာကျမစဉ်းစားလို့မရဘူးဖြစ်နေတယ်။မတော်တဆတစ်ဖက်မိမအများကျမကောင်လေးကိုပြုစားထားတာလားလို့ချင်နေတာရှင်။အဲ့ဒါကိုနည်းနည်းတော့ကိုညီပေးပါအောင်နော်။အာပြဒနာကိုရှားစရာမလိုပဲဒီမှာလာတွေ့နေတာပဲ။မားတို့လိုက်နေတဲ့မိစ္ဆာကလည်းနေပြောတဲ့အမှုချင်းနေတဲ့ပုံစံလေးပဲ။ဒီတစီမကနှာဘူးမှ ယောက်ျားတွေကိုမြှုပ်ဆဲပြီးလေယောက်ျားအဖြစ်ပေါင်းသင်းနေတိုင်းနေတာတကယ်လို့နေရရှိသူကောင်လေးကအဲ့ဒီလိုမျိုးအချင်းစာရိတာမရှိဘူးဆိုရင်တော့တေးကြတယ်တပတ်ကပြူစားရင်ပြူစားမပြူစားရင်တော့ငါတို့လိုက်ရှာနေတဲ့တစီမပဲဖြစ်ရမယ်ဟုတ်မယ်ဗျစိုးမောင်ကကျုပ်တို့နဲ့တငယ်ချင်းလေးလေသူ့အကြောင်းကိုကျုပ်ကောင်းကောင်းကြီးသိပါတယ်ဒီကောင်ကမိမရှုပ်တတ်တဲ့ကောင်မဟုတ်ဘူးဗျအဲဒါနဲ့နောင်ကြီးကကျုပ်ကိုဘာလဲလာပြနေတာလဲအဲ့ဒီအုတ်ထုတ်ကရောကျုပ်တို့အတွက်ဘာလို့ရမှာလဲ မင်းတို့ဘာမှဆက်ပြောစရာမလိုတော့ဘူးဒီကိစ္စကိုကြိုတိုနီယာဝင်ပါမှရတော့မှာဒီအုတ်ထုတ်ကိုဘလို့အသုံးပြရမလဲကျုပ်တိရှာပြောပြမယ်ဒီကိုလာရတဲ့ကိစ္စကလည်းအဲ့ဒီနာဘူးမတစီကိုနှိမ်ညှို့ဖို့အတွက်ရောက်လာခဲ့ကြတာပဲဗျအေးနောင်ကြီးကုနာကပြောတော့အယမ်းပင်မန်းနေလို့နားတော့မယ်ဆိုအခုဘလို့ဖြစ်တာလဲဒီမဲနောင်ကြီးတရေတစီတွေနှိမ်နှင်းဖို့ဆိုရင်ကျုပ်ပင်ပန်းပြီးလဲကြနေပါစေလဲကြနေရကနေပြန်ထပြီးနှိမ်နှင်းမှာပဲဗျာ စံဖြူပါရစီပြောခဲ့တဲ့ဇကားရီနဲ့ကြုတ်ပေးခဲ့တဲ့ကလေးတွေကိုတော့တည်တဲ့အထိတည်ခြင်းနဲ့ဗျာပြီးတော့အဲ့ဒီတစီမားနဲ့လူသားတယောက်နဲ့အတူတူနေထိုင်ရင်မကြခင်လူသားအသက်ဆုံးရှုံးရနိုင်တယ်ဗျအဲ့ဒါကိုလည်းနောင်ကြီးအတိပဲလေဒီကိစ္စမှာကြုတ်လို့မဝင်မီမကူညီဘူးဆိုရင်ဒီကမိန်ကလေးရဲ့ရှစ်သူကောင်းလေးတေဝဲဝင်ရလိမ့်မယ်နောင်ကြီးရဲ့ဒါပေမဲ့ဒါကကြုတ်တို့အထင်မြင်မဲ့ရှိသေးတာသူရဲ့ရှစ်သူကောင်းလေးကအောက်ပြန်နေတဲ့အမျိုးသမီးကတစီမားပါလို့အတိအကျပြောလို့မရသေးဘူး အတေးကြသည်ရင်တော့ကျုပ်တို့လောက်ရမယ့်အပိုင်းတွေရှိသေးတယ်ဗျာ။ယော့ဒီကမိတ်ဆွေတို့ကကျုပ်အုပ်ထုပ်ကိုယူထားလိုက်။ကျန်တဲ့အပိုင်းကိုတော့မျက်နှာဘုံကဝေရှင်းပြလိုက်မယ်ဗျာ။ကျုပ်မှလည်းလောက်စရာရှိသေးတဲ့အတွက်ညနေတော့ကျုပ်ပြန်လာခဲ့မယ်နော်။ရက်ခါတရောင်လည်းသူတို့သုံးယောက်ကိုကြောခိုင်းပြီးလှည့်ထွက်လို့သွားခဲ့ပါရီ။မျက်နှာဘုံကဝေကတော့ရက်ခါကိုအံ့အားတင့်သွားတဲ့မျက်လုံးတွေနဲ့လိုက်ကြည့်လို့နေခဲ့တာပေါ့။ တပတ်ကဖြူသိန်းတို့နှစ်ယောက်ကလည်းရက်ခတစ်ယောက်ထွက်သွားပြီဆိုတော့မကူညီတော့ဘူးအထင်နဲ့ကြံရှိနေတဲ့မျက်နှာဖုံးကဝေကိုသာအကူအညီတောင်းလို့နေခဲ့ပါရဲ့အတော်လေးကိုလိုအပ်နေပုံရတာပေါ့ဒူးထောက်ပြီးလက်အုပ်ကလေးရှိကအကူအညီတောင်းနေလိုက်တဲ့ပုံများအတော်လေးကိုယိုကျိုးလို့နေခဲ့ပါရဲ့မျက်နှာဖုံးကဝေကဒီကောင်ပါရီလုံးနေတာလဲဆိုတဲ့အတွေးနဲ့တင်ရက်ခကိုကြည့်လို့နေခဲ့ပါရဲ့ကျမတို့မျက်ကွယ်မပြုတ်ပါနဲ့နော်ကုညီပါကျမတို့မထားခဲ့ပါနဲ့ မျက်နှာဖုံးကဝေးကဖြူတင်တို့ကိုကြည်ပြီးကောင်းခါခဲ့လိုက်ပါရီဗီဒီယိုနောက်မှာတော့တက်ပြင်းရှည်ကြီးတခုကိုရှာခဲ့လိုက်တော့တာပေါ့ဟေးတစီတွေကိုနှိမ်နေရမယ့်တာဝန်ကငါတာဝန်မဟုတ်ဘူးရက်ခတာဝန်ပဲငါကိုယ်တိုင်လက်နဲ့တော့ကူညီပေးလို့မရဘူးဒါပေမဲ့အကြံဉာဏ်တော့ပေးလို့ရတယ်ကိစ္စဝိစ္စလုပ်မယ်ဆိုရင်တော့မြ мян ဆန်ဆန်လုံးမရမယ်သူတိလို့မဖြစ်ဘူးတိသွားရင်တော့နေ့ရက်ရီစားကိုသူကအသေးသက်မှာပဲ မျက်နှာဖုံးကဝေရဲ့စကားကြောင့်ဖြူတင်တရားအတော်လေးကိုထိတ်လန့်လို့သွားခဲ့ပါရဲ့အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲကုညီပါအောင်ရှင်မျက်နှာဖုံးကဝေကလည်းဖြူတင်တို့နှစ်ယောက်ကိုအစီမာကြီးနဲ့ရင်ဆိုင်တိုက်ခတ်ရတဲ့အခါမှာဘယ်လိုပုံစံနဲ့ရင်ဆိုင်တိုက်ခတ်ရမလဲဆိုတဲ့နီးလန်းတွေကိုအသေးချာပြောပြလို့နေခဲ့ပါရဲ့အာဒါဆိုရင်တော့ဘုကောင်းဘွားကတိတ်အရှင်နေမကောင်းဘူးပဲဂျေစုတင်ပါတဲ့နောင်ကြီးဟာကျုပ်တို့အမြန်သွားလို့လိုက်တော့မယ်ဗျအချိန်ကြာရင်ဟိုကောင်အမြန်ရှင်းသွားနိုင်တယ်လာလာလာဖြူတင်သွားမယ်လား ိုးအောင်လဲဖြူတင်းလက်ကိုဆွဲပြီးစိုးမောင်ရှိရာအိမ်ကိုသွားခဲ့ပါတယ်။လက်ထဲမှာတော့ရက်ခတယောက်ပေးခဲ့လိုက်တဲ့အုတ်ထုတ်ကလေးကပါလို့သွားခဲ့တော့တာပေါ့ဗျာ။ နောက်ဆုံးတော့ဖြူတင်တဲ့တိုးအောင်တို့နေရောင်စိုးမောင်တဲ့နန်းရွယ်ဆိုတဲ့တစီမရှိရအိမ်ကိုရောက်လာခဲ့ကြပါတော့ရယ်အိမ်ကိုရောက်လေကားကနေတက်တကားမကိုရောက်ပြီးဆိုတော့နေအခန်းထဲတီတီတူးရှိရီတို့နေကြတဲ့အတန်တွေကိုကြားလာခဲ့ရပါတယ်မကြားဝဲမနာသားရေတန်တွေကလည်းတတဲ့ဖြစ်ပေါ်နေတာမလို့အဲ့ဒီရေတန်တွေဟာဖြူတင်ရဲ့အတင်းနှလုံးကိုဓာတ်နဲ့ထိုးဆွနေတယ်လို့မျိုးနာကျင်စီခဲ့ပါတယ်တကားမကိုဖွင့်ပြီးအထဲကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့စိုးမောင်ကအောက်ကပက်လက်လန်အနေထားဖြစ်ပြီးတစီမကတော့အပေါ်ကနေ ေကာယခွအနေထားကြီးနဲ့ရှိလုံနေခဲ့ပါတယ်။စုံမောင်တရားမားစိတ်တွေမော်နေပြီးအပြူစားခံထားခဲ့ရတာကြောင့်တစီမရဲ့ပုံမှန်အတွင်မြင်ကိုတိကျမမြင်ရပေမဲ့တကားကလှမ်းကြည့်နေတဲ့ဖြူတင်တဲ့ဒူအောင်တို့နှစ်ယောက်ကတော့တစီမရဲ့ပုံစံကိုမြင်လိုက်ရလို့မျက်လုံးပြူလို့သွားခဲ့ပါတယ်။ဒါပေမဲ့စုံမောင်ရဲ့အမြင်အာရုံထဲမှာတော့အရန်ကိုရှောမောလာပါလာတဲ့နန်းရွယ်တယောက်ပဲဖြစ်လို့နေတာပေါ့။ဒူအောင်လည်းတကားမကိုခက်ပြင်းပြင်းခောက်ခေလိုက်ပါတော့တယ်။ ။အဲဒီအချိန်ကြပြကြရနဲ့စိုးမောင်နဲ့နန်းရွယ်တို့နှစ်ယောက်ဟာအပြင်ကိုထွက်လို့လာတာပေါ့။ဟေးကောင်ဘာလို့ငါ့ကိုလာပြီးတော့တကားခေါက်နေရတာလဲကွာ။မင်းတို့ခေါက်စရာအိမ်မရှိဘူးလား။ညာကြီးအချိန်ပြီးတော့ဘာကိစ္စရှိလို့အိမ်ကိုလာရပြန်တာလဲကွာ။ပြန်တော့ပြန်တော့။ငါမင်းကိုမယုံမေ။မင်းဘာလို့အိမ်တွေကနေအိမ်ကြီးမထွက်တော့တာလဲကွာ။ဒီနှုန်းကမင်းပုံစံကဒီလိုမဟုတ်ပါဘူး။ဒီမကောင်းများဖြစ်နေသလားလို့ငါလာကြည့်တာပါကွာ။ဒီတနာကိုမစော်ကားနဲ့နော်။ တကယ်ချင်းနေအောင်စကားအရှိအတင်နဲ့ပြောဆိုနေကြတဲ့အချိန်ဘေးကနန်းရွယ်ဆိုတဲ့အမျိုးသမီးကကြားဖြတ်ဝင်ရောက်ပြောဆိုနေခဲ့ပါတယ်။ကိုယ့်အိမ်မှာကိုဘာလို့လို့မင်းတို့အကြောင်းပါလားအခုကိုစုံးမကမိမနဲ့သူ့ဘာသာသူအိမ်မှာပဲအရှင်ဖြုံးတာမင်းတို့နဲ့ဘာဆိုင်လဲမင်းတို့အလောက်မှဖြစ်နေလားကိုစုံးမအောင်ခေါ်လို့ရရင်ခေါ်သွားလိုက်လေအဖိုးကြီးပြောမနေစမ်းနဲ့နင်ပါလဲဆိုတော့ငါတို့သိရနော်ငါတကယ်ချင်းကိုပြူစားပြီးခွေးဆက်ကင်းချင်နေတာမဟုတ်လားဒီတိုင်းလွတ်ပေးမထားနိုင်တော့ဘူးဟာ ီမှာကြည်စမ်းမြက်ကွင်းတွေဆိုင်အသားရည်တွေလည်းဖြူပဲဖြူရောနဲ့လူမမာတယောက်နဲ့တူနေပြီဟာမသိရင်စိုးပေါကတရေတစီကြနေတာပဲတကူလုံးလေးတွေးစမ်းမှမရှိတော့ဘူး နန်းရယ်ဆိုတဲ့တစီမကိုတူအောင်ကစကားလမ်းကြောင်းခင်းပြီးစိတ်ဆွနေတဲ့အချိန်ဖြူတင်တယောက်အုတ်ထုတ်ကိုကင်ကနန်းရယ်ရဲ့ပေးနာမှာမတည့်ရရှိလို့နေခဲ့ပါရယ်အခါအခွင့်သိရင်မျက်နှာဖုံးကဝေးပြောထားတဲ့အတိုင်းလှုပ်ဆောင်မှုအတွက်စောင့်ဆိုင်နေခဲ့တာလည်းဖြစ်တာပေါ့နန်းရယ်ဆိုတဲ့တစီမနဲ့တူအောင်လည်းအရှိအတင်စကားပြောပြီးတဲ့အချိန်ဖြူတင်ဟာအုတ်ထုတ်ကိုကင်ပြီးနန်းရယ်ရဲ့ခေါင်းပေါ်ကိုဆွရှာခဲ့လိုက်ပါရယ်ရှရှင်းမဲမိခိုးလုံးတွေထွက်လွလာခဲ့ပြီးနန်းရယ်စီကနေကျေလောင်တဲ့အော်ဟစ်တန်ကြီးတစ်ခုထွက်ပေါ်လာခဲ့တာပေါ့ ခန္ဓာကိုယ်ကလည်းရုပ်ရှိပြောင်းလဲလို့သွားခဲ့ပါရယ်အဲ့ဒီခါကျမှာအယံရှောမောလာပါရယ်ဆိုတဲ့နန်းတွေဟာတရေတစီမှာဖြစ်ကြောင်းစိုးမောင်တယောက်တီးခဲ့လိုက်ရပါလားရယ်အတော်လေးကိုအန်အော်ပြီးအားလုံးကလည်းထိလန့်လို့သွားခဲ့ကြတာပေါ့အော်ဟင်ညညနေရင်ကနေစိုးမောင်ဖြူတင်တူအောင်လူတငယ်ချင်း၃ယောက်ကိုဗစက်ကနေလဲအသေးသက်မယ်ဆိုပြီးကြိမ်သိနေခဲ့ပါသေးသူရဲ့မျက်နှာကြီးဟာအတော်လေးကိုကြောက်စရာကောင်းပြီးရုပ်ရင်းကျန်းတဲ့အတွေ့အပြင်ပဲပေါ့။ဟာတဆီမကြီးဖြစ်သွားပြီဟာ နန်ရွေကခေါင်းပေါ်မှာစွန့်မိနေတဲ့အုတ်ထုပ်ကိုအတင်းဆွဲရွှေ့ဖို့အတွက်ကြိုးစားနေခဲ့ပါရီ။ဒါပေမဲ့မဖြုတ်နိုင်ခဲ့ပါဘူး။ချက်ချင်းပဲပြူတင်ဘက်ကိုလဲပြီးလက်ကိုစမ်းထုတ်ကလေဘင်းကိုညင်းလေးပေါ်မှာမြောက်ထားခဲ့လိုက်ပါတော့ရီ။ပြူတင်လည်းရုတ်တရက်တိုက်ခိုက်ရင်ခံခဲ့လိုက်ရတဲ့အတွက်ဘာမှခုခံချင်တော့မရလိုက်ပဲတစီမာကြီးရဲ့လက်ထဲမှာရှိလို့နေခဲ့တော့တာပေါ့။နေရတကယ်အပြတ်မှပဲ။ငါစီစိန်မျိုးဖြတ်လို့ဖြတ်စီလောက်ချင်နေရဲ့ကောင်းမှတေဆန်း ဇုံမောင်တယောက်သူ့ရဲ့အမြင်အာရုံတွေဝေဝါးနေပြီးခေါင်းနဲ့အတော်လေးကိုကိုက်ခဲလာခဲ့ပါရီအကြောင်းရင်းကတော့တဆီမန်ကြီးရဲ့ပြူစားခြင်းကနေကျင်းဝေးသွားတဲ့အတွက် ပုံမှန်အသီးစိတ်ပြန်ရလာခဲ့တာပါ။ကနာကောတစ်ခုလုံးကလည်းအားနည်းနေရကြောင်းမလို့ပုံမှန်အသီးစိတ်ပြန်ရလာတဲ့အခါမှာဦးကောင်းတစ်ခုလုံးမူးဝေသွားပြီးအတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုမနှဲစင်းစားယူနေခဲ့ရပါတယ်။ရုပ်ရင်းစံကဖြစ်နေတဲ့နေရာကိုကြည့်လိုက်တော့ဖြူတင်းဟာတစီမာကြီးရဲ့လက်ရှင်နဲ့တည်ဆုံတော့မယ်ဆိုတာကိုသိတဲ့အခါမှာတော့ဇိုးမောင်တယောက်တစီမာစီကိုပြေးပြီးဖြူတင်းကိုကူညီခဲ့လိုက်ပါတယ်။တဆီမာကြီးကလည်းအနာကိုရောက်လာတဲ့ဇိုးမောင်ကိုခြေထောက်နဲ့တစ်ချက်ကန်လိုက်တဲ့အခါမှာတော့ကျမ်းပြေမော်ကိုလဲကျသွားခဲ့ရတာပေါ့ ကနာကိုကအရန်ကိုအားနည်းလုံးနေတာကြောင့်တစီမာကြီးခြေထောက်နဲ့ကန်လိုက်တဲ့အခါမှာပဲပါဇက်သေးကနေတွေးရအတောင်းလိုက်ထွက်ကြလာခဲ့ပါတယ်။ဒါပေမဲ့လို့လဲခြေရတဲ့ဖြူတင်တစ်ခုခုပြမှာစိုးရိမ်လာကြောင်းလက်ကြံခွန်အားလေးတွေကိုတုံးပြီးတစီမာကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားရပါတယ်။ရှင်းရှင်းပဲလဲကြံနေရာကနေထားခဲ့လိုက်ပြီးတစီမာရဲ့မျက်နှာကိုလက်တီးနဲ့ထိုးချခဲ့လိုက်ကြတာပေါ့။ ။လမ်းပြန်သွားတဲ့စီမားကလည်းဖြူသင်းကိုလက်ကနေလွှတ်ရှာမိသွားခဲ့ပါရဲ့။အဲ့ဒီအခါမှာစိုးမောင်နဲ့တစီမားဟာထိတ်တဲအနေထားနဲ့ရင်ဆိုင်နေခဲ့ရပြီပဲဖြစ်ပါရဲ့။ဒါပေမဲ့စိုးမောင်ဟာသူ့ရဲ့ရှီတော့ကိုတော့ကောင်းကောင်းမွန်မွန်မတွေ့နိုင်ပဲရန်ခါနေတဲ့အတွက်တစီကတိုက်ခိုက်တဲ့အခါတခုခုဖြစ်သွားမှဆိုတာကြောင့်တငယ်ချင်းဖြစ်သူတိုးအောင်လေးစိုးမောင်ရဲ့ရှေ့မှာပိတ်ရက်ခလိုက်ပြီးတဆေမားကိုကူခံဖို့အတွက်အစင်းနဲ့ပြင်ထားခဲ့လိုက်ပါရဲ့ ။တစေမာကြီးကလည်းဘယ်သူဘယ်ဝါပဲဖြစ်နေပါစေတရားဖြတ်ရမယ်ဆိုတဲ့စိတ်ကအာယုံတစ်ခုလဲလွှမ်းခြုံနေတဲ့အတွက် တူအောင်ကိုလက်သေးနဲ့ကုတ်ရှာခဲ့လိုက်တဲ့အခါမှာတော့တူအောင်လည်းကျမ်းပြင်ပေါ်ကိုအော်ဟင်းရင်းလဲကျသွားခဲ့ပါတယ်။ရက်ခါကအဲ့ဒီယာရီဖြစ်လာမယ်ဆိုတာကိုအစောကြီးကကြိုသိလို့နေခဲ့ပါတယ်။ဒါကြောင့်စိုးမောင်ရဲ့အိမ်ကိုစုံစမ်းပြီးရက်ခါတယောက်လာနေခဲ့ပါပြီ။တူအောင်ကအရင်ဆုံးသွားခဲ့တဲ့အတွက်တူအောင်တို့သုံးယောက်နဲ့တစီမာကြီးကပွဲဖြစ်လို့နေခဲ့တာလေ။ရက်ခါတယောက်ကလည်းမြင်မြင်ဆန်ဆန်လိုက်သွားပြီးရေးရေးကလေးမြင်ပြီးဆိုတာနဲ့တစီမာကြီးကိုလန်တန်နဲ့လှမ်းပစ်ခွင်ခဲ့လိုက်ပါတော့တယ်။ လန်ဒန်ကလည်းအစွမ်းနဲ့ဂိမ်းအောင်နေတာမလို့တစီမာကြီးစီတက်တက်ပြေးသွားပြီးဝမ်ဘိုက်ကိုထုတ်ရှင်းပေါက်ဆိုင်ဝင်လို့သွားခဲ့ပါတယ်။တစီမာကြီးလည်းဘယ်ကနေလာမှမသိတဲ့လန်ဒန်ထိုးဆိုင်ခံလိုက်ရတဲ့အတွက်အော်ဟစ်ညီညူရင်အတော်လေးကိုခံစားနေပုံရတာပေါ့။ဘာမှတုံ့ပြန်ခြင်းတော့မရပဲတစီမာကြီးလည်းကြမ်းမြစ်ထက်ကိုလဲကျသွားခဲ့ပါတယ်။ တပတ်မှာအကောင်းပကတိအတိုင်းရှိနေတဲ့စိုးမောင်ကတော့ဗဇက်သေးကတွေးရကြနေသေးပဲပေါ့အကောင်းပကတိဆိုပေမဲ့လို့လေဖြူသိမ်းမြင့်တူအောင်တို့လောက်အချိန်နေမစိုးဘူးဆိုတာကိုပြောတာပါဒါပေမဲ့သူ့ရဲ့အချိန်တွေကနာတာရှိပုံစံမျိုးပါပဲရခါတယောက်ကလည်းလေကားကနေအမြန်တက်ခဲ့လိုက်ပြီးသူတို့ပွဲဖြစ်တဲ့နေရာကိုလှမ်းကြည့်ခဲ့လိုက်ပါတယ် ။တဆေမာကြီးကရခါတယောက်ထိုးဆိုင်လိုက်တဲ့လန်တန်ကြောင် ကျမ်းပြထံမှာလဲနေခဲ့ပါရီ။တဆေမာကြီးရဲ့ဘေးမှာတော့ဖြူတင်တယောက်ရှိလို့နေခဲ့ပြီးဖြူတင်ရဲ့မျက်နှာရှင်းဆိုင်မှာတော့တူအောင်ကမောက်ခုံကြီးလဲလို့နေတာပေါ့။ဇိုးမောင်ကတော့မတက်ရက်ကြီးနဲ့ကျောင်းတောင်ကြီးကိုကြည့်လို့နေခဲ့ပါရီ။နောက်ဆုံးတော့လေဘွဲကပြီးသွားပြီ။တတော်ဆိုးတဲ့တဆေမာပဲဟာ။ယောက်ျားတွေကိုမြူဆွဲပြီးသူကအတော်လေးကိုဖြစ်နေတာ။လူဘဝတော့ငါဘယ်တော့ဆဆလာလောက်ရှိနေလိုက်မလဲ။အော်ဘဝဘဝ တော်တော်ဆိုးတယ်တစီမပါလားအဲ့ဒီအချိန်မျက်နှာဖုံးကဝေရောက်လို့လာခဲ့ပါရဲ့ဘာရင်းညင်ညူနေတာလဲနောင်ကြီးကဒါကလောက်ရမယ့်ဒါဝင်မဟုတ်သေးဘူးနော်လမ်းကြော်လို့ကူညီပေးလိုက်တဲ့သဘောမျိုးပဲရှိတာကြိုးကြိုးလောက်ရမယ့်ဒါဝင်ကတတ်တတ်ပြအဲ့ဒါကိုလည်းအာရုံစိုက်ထားအောင်ဒီတစီမကိုတော့ခန္ဓာဖျောက်ဖို့လှုပ်လိုက်အောင်မယ် ရောပြီးတာနဲ့မျက်နှာဖုံးကဝေးလေသူ့ရဲ့စွာအားတွေနဲ့တစီမားရဲ့ခန္ဓာကိုယ်ကိုအလေးအောင်လေးလွှမ်းရှုပ်ထားခဲ့လိုက်ပါတယ်။နောက်ဆုံးတော့တစီမားကြီးလည်းပျောက်ကွယ်လို့သွားခဲ့ပြီးရက်ခရဲ့လန်ဒန်ကသာကျန်းပြင်ထံမှာကျန်ရှိနေခဲ့ပါတယ်။ဘေကာမန်မတီအိမ်ခေါင်မိုးထက်ကပြန်တန်းသွားတဲ့လဒါကြီးတကောင်ကလည်းအချိန်အခါမှအိမ်ခေါင်မိုးထက်ကနေပြန်တန်းသွားခဲ့ပါတယ်။ ရခါတယောက်ရဲ့အထင်ကတော့တဆီမာကြီးရဲ့ဝိညာဉ်ကလက်တန်းငှက်ဖြစ်ပြောင်းသွားပြီးသူတို့နဲ့ဝိညာဉ်ကိုထွက်ခွာသွားတယ်လို့တွေးညီခဲ့မိပါတယ်။မျက်နှာပုံကဝေကတော့ဘာဆိုဘာမှမပြောတော့ပဲပြန်တန်းသွားတဲ့လတာကြီးကိုပဲငေးကြည့်လို့နေခဲ့တော့တာပေါ့။အေးဒီတဆီကငါထိန်းချုပ်လို့ရတဲ့တဆီမဟုတ်ဘူး။ဓမ္မမေးရဲ့တမိအငယ်ဆုံးပဲ။သူကအငယ်ဆုံးဆိုတော့လှုပ်ရှင်တာတွေရှောက်လို့နေတာ။အခုလဲလူအဖြစ်ဟန်ဆောင်ပြီးယောက်ျားသားတွေကိုမြှူဆွဲလေယောက်ျားတွေအဖြစ်ပေါင်းတင်နေတာ။ သူ့ကိုနှိမ်နှီးနေစရာတွေ့ရင်နှက်တကောင်အပြစ်ပြောင်းလဲသွားပြီးအဝေးကိုထွက်ခွာသွားရောသူ့ကိုထိန်းချုပ်လို့မရဘူးဖမ်းဆီးလို့မရဘူးသူ့ကိုနိုင်တဲ့သူကယမမင်းတယောက်ပဲရှိတယ်သူ့အဘေပေါ့အတီးကတော့မိမတွေကိုစိတ်ဝင်စားတတဲ့ယောက်ျားတွေမှာအဖြစ်များတယ်အဲဒီလိုမျိုးလှည့်စားခံရနိုင်ချေပိုများတယ်အဲဒီကနောင်ကြီးကတော့တော်လေးကိုပိန်ချုံနေတာပဲသူနဲ့ဘလောက်တော့အတူအိတ်လိုက်ရတာလဲ ပုံစံကိုကြည့်ရတာကတော့ကြားပြီးတဲ့စားကောင်းတောက်ပွဲတွေကိုစားပြီးခန္ဓာကိုယ်ကိုအားရှိအောင်ပြန်လုပ်လိုက်ပါ။ဒါမျိုးဆိုရင်တော့အန်ရရှိတယ်။ရေများများတော့ကျုပ်တို့နဲ့တွေ့တာကံကောင်းပြီလို့ပေါ့။ဒါမျိုးဆိုရင်အသက်ကဘယ်ကထွက်မလဲဆိုတာပဲနောင်ကြီးစောင့်နေရမှာ။မျက်နှာဖုံးကဝေးစကားပြောပြီးလို့တိတ်ဆိတ်သွားတဲ့အခါမှာတော့ပတ်ဝန်းကျင်တစ်ခုလုံးလီတိုက်တန်ကသာရှိလုံနေခဲ့ပါတယ်။ဖြူတင်စိုးမောင်နဲ့တူအောင်တို့တငယ်ချင်း၃ယောက်ကလည်းကျန်းပြင်းထက်ကိုဒူးတောက်ထိုင်ကြလိုက်ပြီး ရက်ခါတို့နှစ်ယောက်ကလက်အုပ်ရှိကကျေးဇူးတင်စကားပြောဆိုလို့နေခဲ့ပါတယ်။ထက်တလဲလဲကျေးဇူးတင်စကားပြောနေတဲ့သူကတော့စိုးမောင်ပါပဲ။သူကကာယံကရှင်ဖြစ်တဲ့အတွက်ဒါအပြင်ပြူစားခြင်းမှခံလိုက်ရတဲ့အတွက်အဲ့ဒီတန်တွေကနေလွတ်မြောက်သွားလို့ပျော်ရွှင်ခြင်းဝမ်းသာခြင်းစတဲ့အကြောင်းအရာတွေရောထွေးလို့နေခဲ့ပြီလေ။ဒါကြောင့်ရက်ခါတို့ကိုလည်းထက်မှန်တလဲလဲကျေးဇူးတင်ခဲ့မိတာထင်ပါရဲ့ဗျာ။ရပါရဲ့ဗျာ။ကျိုးတို့ကိုကျေးဇူးတင်နေဖို့မလိုပါဘူးဗျာ။တကယ်ကျေးဇူးတင်ရမှာကခမရရဲ့တငယ်ချင်းတွေပဲ။ တကယ်ချင်းအစ်စ်မှန်ရထားတာကရန်နာတပားပဲဗျာမိကောင်းဆွေကောင်းရထားတာကလည်းမင်္ဂလာတပားပါပဲသူတို့ကိုဘယ်တော့မှလက်မလွတ်သင့်ဘူးသူတို့ကဒုတိယမိသားစုပဲလေအေးအခုချင်းကစားပြီး ခမရရဲ့ရှစ်သူကောင်းမလေးကိုလည်းစောင့်ရှောက်ပါနော်ဒီလိုအန်ဒီရကနေလုံမြအောင်စောင့်ရွက်ပြတာကကျုပ်တို့မဟုတ်ဘူးဗျခမရရဲ့ရှစ်သူကောင်းမလေးပဲအဲ့လိုပြောပြီးသားနဲ့ရက်ခါတော့လေသူတို့၃ယောက်ကိုနှုတ်ဆက်ကလဲထွက်လို့လာခဲ့လိုက်ပါရီ ဘုံကြီးကျောင်းမှာတညာတာတဲခုပြီးတဲ့နောက်မနက်မိုးလင်းတာနဲ့ရက်ခါတို့တာဝင်တကူးစီဆက်လက်လှုပ်ဆောင်ဖို့အတွက်ခရီးဆက်လုပ်လာခဲ့ပါတော့ရယ်ဒီကနေ့ရဲ့ဇလန်းလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပေးကြကြရယ်ကျွန်တော်ရဲ့ရှစ်ပိတ်တက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးဝဲတင်ရှိပါရယ်အားလုံးပဲတာယာပျော်ရွှင်သောညချမ်းကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်ခင်ဗျာအဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးထူးတင်ရှိပါရယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးတွေလည်းတို့ပြန်လာခဲ့ပါမယ်ခင်ဗျာ